အလုံးမင်္ဂလာနာနေခင်ပါဒီကနေ့လူအပေါင်းတို့နဲ့ငင်းချင်းစွာနေထိုင်ခြင်းဆိုတဲ့နုကပတော်ခေါင်းစဉ်အဖြစ်ပတ္တာတည်ဆောက်တော်ဖို့ဖြစ်ပါတယ်ကဘာဦးကျန်အခန်းကြီး27ပိုင်း27မှာ32ကိုအခြေခံပြီးတော့မှခွန်သားယူတော်ဖို့ဖြစ်ပါတယ်ဤအခန်းငယ်များမှာအဘိမလင်းနဲ့အဘိဟန်တို့ချုပ်ဆိုခဲ့သောပဒိငင်းစာချုပ်အကြောင်းဖော်ပြထားပြီး ထိုစာချုပ်မှာဖျားတခင်သည်အာဘိဟာနိနာမတော်ကိုကြီးမြတ်စေမည်ဟုသောဖျားတခင်၏ဂတိတော်ကပ္ပဦးကျန်းအခန်းကြီးစနစ်အပိတ်ငယ်နှင့်ပြီးဆုံးဖို့ကိုရှင်းရှင်းလင်းလင်းကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ယခုအခါအာဘိဟာနိမစ်စီဖိမှုကိုရှာဖွေပြီးတန်ဖူးထားကြတော့လေသူဒီခါနနိလူမျိုးနဲ့ဖေရဇိလူမျိုးတို့ကြားတွင် ခยีတဲ့နဲ့အဲ့တဲ့တူတာဖြစ်နေစေပြင်ဖြစ်ပါတယ်ဆိုတော့နံပါတ်1ချက်အနေနဲ့အဘိမလင်နဲ့ဖီကောလာတို့အစုပြုတဲ့အဘိမလင်ဒီသူ ਈ တမှုချုံနဲ့သူ ਈ အဓိကဝန်ကြီးလို့ကျွန်တော်တို့ပြောလို့ရတယ်ဖီကောလာနဲ့အတူဤပဒငင်းကိုဦးစွာအစုပြုခဲ့တယ် အာဘိဟန်စီမာတောင်းဆိုခဲ့ပါတယ်အပိုင်ငယ်22ကိုဖတ်တဲ့အခါသူယောကအပိမလက်မင်းနဲ့ဘူချုံမင်းဖြစ်ကောလာတို့ဒီအာဘိဟန်ကိုခေါ်၍တင်းဒီပြုတ်လီရာရာနဲ့တစ်ဖက်မှာဖျားသခင်ရှိတော်မူ၏ဆိုပြီးတော့မှတို့ပြောခဲ့ပါတယ်ဆိုတော့ဤပေါ်ပြချက် ဒီအပိမလိုက်ရဲ့တောင်းဆိုချက်ဤရည်ရချက်ကတော့အာဘိဟံအပေါ်ဖျားတခင်နဲ့ထင်ရှားသောမျက်နှာတာပြီးမှုဖြစ်တယ်သူကိုလည်းဖျားတခင်ရဲ့မျက်နှာတာကိုလိုချင်တောင်းတချင်းကြောင့်အာဘိဟံစီမှာတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်အဘိမလိုက်ပြောတဲ့စကားကတော့တင်ပြုတ်လေးတမျှနိုင် ဖီဟာသခင်ဟာတင်းနဲ့အတူရှိတော်မူ၏လို့ပြောပါတယ်။ဆိုတော့သူတို့ဒီအာပြဟာပေါ်ဖီဟာသခင်ဂျေဇုပြုတ်တဲ့အရာကိုတတိပြုတ်မိချင်းမရှိပဲမနေနိုင်ကြကြောင်းကျွန်တော်တို့မင်းတွေ့နေပါတယ်။ဖီဟာသခင်ဂျေဇုပြုတ်ခြင်းမင်းတို့သူတိုင်းကအားကြရနေစမင်းဖြစ်ပါတယ်။ ဆိုတော့ဒီကျမ်းပိတ်တွေထဲမှာကျွန်တော်တို့သင်ခန်းစာလေးတွေကိုပထမအုပ်ဆုံး66ခုမြောက်သောစာလံအပိတ်ငယ်7ခုနဲ့တွဲပြီးကျွန်တော်တို့သင်ခန်းစာရုံမယ်ဆိုရင်ဖျားတကယ်နည်းစီမံပြီးမှုဖြစ်ကိုတော်ဤလူမျိုးတော်ဟာတခါတရံအလွန်အအောဖွယ်ကောင်းချီးမင်္ဂလာကိုခံရသောကြောင့်သူတို့ရဲ့အင်းနေချင်းများ မရင်မီပဲမနေနိုင်ဖျားတခင်ရဲ့ဘုံတော်သူ့အတ္တနိုင်မြင်တွေ့နေရတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အတ္တမှာလဲလူတိုင်းကဖျားတခင်ရဲ့ဘုံတော်ကိုမြင်တွေ့နေဖို့ဖျားတခင်ရဲ့ဘုံတော်ထင်ရှားစေနေဖို့ဖျားတခင်ကကျွန်တော်တို့ကိုရွေးကောက်ထားခြင်းဖြစ်တယ်ဆိုတာကိုလည်းပဲမိမိရဲ့ဖြစ်ချင်းကို နားလေသဘောပေါက်တရိယာဖို့အရေးကြီးပါတယ် စရတဝိကိဆိုင်ရမြာဟာအလုံးမင်းသားစွာတူးတက်အောင်မြင်ကြတယ်သူတို့ရဲ့လုဆောင်မှုအများမှာအစစ်မပြတ်အောင်မြင်ကြတော့ကြောင်းမတရားသောသူများပြင်ဖရာသခင်မြတ်မဟုတ်တော်ရှိကြောင်းဝန်ခံရန်အတင်းအကျပ်ခိုင်းစေခံရခြင်းကိုအပြစ်မလေးရဲ့အတ္တတိုင်းကျွန်တော်မြင်တွေ့နိုင်ပါတယ်ဆိုဇခရီး အနာဂတိကျမ်းခန်းကြီးအပိုက်ငယ်23ကိုအခြေခံပြီးဒီအကြောင်းအရာကိုကျွန်တော်တို့တွေးချုံငုံပြီးတော့မှသင်ခန်းစာယူမယ်ဆိုရင်ဖရာသခင်နဲ့မျက်နှာတာရရတူများနဲ့ဖရာဖရာသခင်နဲ့မျက်နှာတာရပြီးကောင်းကင်နိုင်ငံတော်ကိုစိတ်ဝင်စားတူများဤဒါမှမဟုတ်ကောင်းကင်နိုင်ငံတော်ကိုစိတ်ဝင်စားခြင်းဟာ ပညာရှိရာရောက်ပြီးကောင်းမြတ်သောအရာဖြစ်တယ်။ဆရာဘုရားသခင်ကကျွန်ုပ်တို့ရဲ့တက်တာကို အခြားသူများမြင်ခြင်းအဖြစ်ဘုရားရဲ့သားသမီးဖြစ်ခြင်းကို လူတွေကအားကြတောင်းတပြီးဘုရားသခင်နိုင်ငံတော်ထဲသူသူကိုခေါ်ဆောင်ဖို့ဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်ဖို့အမှတ်အရေးကြီးပါတယ်။ဆရာဘုရားသခင်ဟာ တင်းနဲ့အတူရှိတော်မူကြောင်းငါတို့ကြားသိရတော့ကြောင်းငါတို့ဒီတင်းနဲ့အတူလိုက်ပါမည်ဟုအဘိမလက်ကပြောခဲ့တဲ့အရာကိုကျွန်တော်တို့မင်းတွေ့ရပါတယ်ဆိုတော့အာဘိဟန်နိုင်ဖရာရဲ့ဘုန်းတော်ကိုမင်းတဲ့အခါမှာအဘိမလက်ကလည်းဖရာရဲ့နောက်တို့လိုက်ခြင်းတဲ့အတ္တာအာဘိဟန်ဒီအတ္တတဲ့ဖရာရဲ့ဘုံတော်ထင်ရှားစေတယ်ဆိုတာတွေ့ရပါတယ်တေယော အခန်းကြီးတဲ့ပိုင်ငယ်၃ကိုချီခါမျိုးတွေ့ပြီးတော့မှဒီဂျမ်ပိုက်ကိုစင်ချင်ရင်ဖျားတခင်နဲ့မိသားယာဖွဲ့တို့များနဲ့မိသားယာဖွဲ့ရန်ရှားဖွေခြင်းဟာမိမိတို့၏ဝိညာဉ်ရေးရာအကျိုးအတွက်လုဆောင်ကြခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့တက်တာမှာဤအတိုင်းရှောက်လန့်ဖို့ရန်ဓမ္မတော်ရှင်ယောဟန်ကလည်းတွင်တင်ထားပါတယ် ဆိုတော့အဘိမလေးကြီးအတ္တတာဤသူဖြစ်လာစေရာအဘိဟံကတတိပြခဲ့တယ်လို့ကျွန်တော်လည်းပဲမောင်မိတ်သားတွေကိုတတိပြဖို့ဖြစ်ပါတယ်အပိုင်ငယ်23ကိုကြည့်တဲ့အခါသူဖြစ်၍တင်တင်ငါကို၎င်းငါသားကို၎င်းငါမိကို၎င်းမလဲစားငါဒီတင်၌ဂျေဇူးပြုတကယ်တော့ငါနဲ့၎င်း တင်တဲနေရငါပြင်းတဲ့လကောင်ဂျေဇူးပြုတ်မိဟုဖျားတခင်ကိုတိုင်တဲ၍ငါအာချင်းဆိုပါလော့ဟုပြောဆို၏ဆိုတော့အဘိမလည်းရဲ့တောင်းဆိုချက်စကားဖြစ်ပါတယ်ဆိုတော့ပတငင်းဤတဘောတဘာဝနဲ့စီကန်းချက်မြမှာအင်းထောင်စုနှစ်ခုကြားတွင်ခိုင်မာပြီးသာဝရခင်မင်းရင်းနှီးမှုရှိရမည်ဖြစ်ပြီးမိတိအကြောင်းကြောင့်မြချူပေါ့၍မရပါ ဆိုတော့အခန်းငယ်23ရေဆိုလိုချက်ကဤတဏှာဖြစ်အခုခေတ်စကားတုံးရင်ငင်းချမ်းရင်နှောင်ကျူးမနော်ဤငင်းချမ်းရင်နှောင်ကျူးအပြိမလိမ့်နဲ့အာပြိဟိုင်ငင်းချမ်းရင်နှောင်ကျူးကိုကျင်းစုချင်းနဲ့အတီးပြုရမည်ဖြစ်ပြီးထိုကျင်းစုချက်တွင်စစ်မှန်ပြီးအသက်ရှင်တော်မူသောဘုရားတခင်သာသူတို့၏စိတ်ရင်းမှန်မှုအတွက်တည့်တည့်အဖြစ်နဲ့နှစ်ဦးစလုံးလှည့်စားမှု ရှီချောင်းတက်တေပြလာပါကလက်စားချီတို့အဖေခေါ်ဆောင်နော်လက်စားချီတို့ဖေခေါ်ဆောင်တတ်မှတ်ခံရမှာဖြစ်ပါတယ်ဆိုတော့ချင်းစုချင်းရဲ့အတိတ်ပဲကိုကျွန်တော်တို့နားလည်ကြမဖြစ်ပါလေဆိုတော့အတိတ်ပဲကတော့ဖျားတခင်ရှိနှုတ်တော်တူထားတဲ့အရာဟာလုံးဝချူမဖောက်ရဘူးမိမိ သဘောတူထားတဲ့အတိုင်းတည်နေရမယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဆိုတော့မပြည့်မလိုက်ခါဤပဋိငင်းနဲ့အကျိုးကြီးစုများကိုသူ၏သားစဉ်မြင်းဆက်နဲ့သူ၏လူမျိုးများထံသို့တူချက်နိုင်စီလူခဲ့တယ်သားစဉ်မြင်းဆက်ချီရယူချင်ပါတယ် ဘာဖြစ်လဲဆိုရင်သူရဲ့စကားမှာငါသားနဲ့ငါမိကိုလည်းကောင်းဂျေစုပြုကြလို့ဆိုပြီးတုံးထားပါတယ်ဆိုတော့ပညာရှိ၍ငင်အမျိုးအမင်းရှိတော်သူတို့ဟာဖျားတကယ်နည်းအနှစ်သက်ဆုံးသူများနဲ့ mix ရဖိတ်ချင်းနဲ့ဖျားတကယ်အနှစ်သက်ဆုံးလို့ပြောတဲ့အခါမှာကျွန်တော်တို့အာဘိဟန်ကိုပြောနော်ဆရာအာဘိဟန်ဖျားရကအနှစ်သက်ဆုံးသူများနဲ့ mix ရဖိတ်ချင်းနဲ့ပေါင်းတင်ဆက်ဆံခြင်းကိုသူတို့ကိုယ်တိုင်အတွက်တာမကသူတို့နောက် မျိုးစမြတ်အတွက်ပါလုံချုံစီလိုက်မယ်ဆိုတဲ့ယုံကြည်ခြင်းတို့မှာရှိပါတယ်ဆိုတော့အမိအယအဘိဟန်စင်မှာတောင်းဆိုခဲ့ပါတယ်အဘိမနိခာအဘိဟာနာသူဂျီဇုပြုခဲ့တဲ့အရာကိုသတိပေးခဲ့တယ်တိတ်ကောငါဂျီဇုပြုခဲ့ဖို့တယ်ဗောဆိုတော့ငါဒီတင်နေဂျီဇုပြုတကယ်သူငါနိုင်လဲ တင်တဲနေရငှပြင်းတယ်လကောင်ဂျီဇူးပြုတ်မယ်ဟုဖရားခင်ကိုတိုင်တယ်၍ငှအာချင်းဆူပါလော့ဟုသူအပြင်မလိုက်ပြောစုခဲ့တယ်ဂျီဇူးပြုတ်ချင်းကိုလက်ခံရရှိသူများဟာသူ့ကိုပြန်ဆက်ရမည်ဖြစ်တဲ့သူဂျီဇူးပြုတ်သူများလဲကိုပြုတ်ခဲ့တဲ့အရာကိုကျူးကြောင်းရှည်လျောစွာမြော်လစ်နိုင်ချမ်းမြော်လစ်လို့ရချမ်းဤချမ်းပိတ်ကမိမောင်းထိုးပြနေပါတယ် ဆိုတော့ဒုတိယအချက်ခေါင်းစဉ်ဒေတာပြီးကျွန်တော်တို့စဉ်းစားရင်အာဘိဟန်တဘောတူခဲ့တော့ပဒင်းနော်ဆိုတော့အာဘိဟန်ဟာအငင်းပွားမှုအချို့ကိုဖြစ်ပေါ်စေခဲ့တဲ့ရည်ရင်းတစ်ခုနဲ့ပတ်သက်တဲ့အထူးသမချက်ဖြစ် ESU ပြုတ်ချက်ကိုအလွေတကူတဘောတူခဲ့ပါတယ်အပိုင်ငယ်24 25ကိုဖတ်တဲ့အခါအာဘိဟန်ကလည်းသူအတိုင်းငါကျင်ဆူပါမိဟုတ်ပြန်ပြောလေတဲ့ အဘိမလိမင်းနီကျွန်းတို့ဒီအနိုင်ထက်လို့ယူတော့ရည်တွေးအကြောင်းကြောင့်အာဘိဟန်နေလဲအဘိမလိမင်းကိုပစ်တင်လိတဲ့ဆိုတော့ဒီနေရာမှာအဘိမလိခာတာမတိရှိပြီးဖျားတခင်ကိုချုပ်ရစ်သူဖြစ်ကြောင်းကိုအာဘိဟန်တွေ့ရှိတဲ့အခါတွတ်ဆုပ်ချင်းမရှိပဲသဘောတူခဲ့ပါတယ်ကျင်းစုမဲဆိုပြီးတော့မှ အပိုင်ငယ်24မှာအာဘိဟံပြောခဲ့ပါတယ်ဆိုဒီနေရာမှာကျွန်တော်တို့ဘာကိုတွေ့မိပြီးသင်ခန်းစာယူမိတလေဆိုစစ်မှန်သောယုံကြည်သူဟာလူတို့ကို စိတ်ဆင်းရဲစေခြင်းဒါမှမဟုတ် ပေါင်းတင်ဆက်ဆံရခက်ခဲစေခြင်းလုံးဝမရှိစေခဲ့ဘူးဆိုတာကျွန်တော်မြင်တွေ့နိုင်ပါတယ်ဆိုတော့ယုံကြည်သူများဟာ မကောင်းမှုကိုဆောင်ရှားလို့တော့ကြောက်ဟန်ဆောင်၍လူအလုံးအပေါ်စိတ်ဆူးခြင်းနာမမဟောလူတိုင်းကိုတန်တရားဝင်ခြင်းမပြုတ်လုတ်ရပါဒီချမ်းပိတ်ကမိမောင်ထုတ်ပြနေပါတယ်ဖြုံမတော်စိတ်နှလုံးရှိသူဟာအာမအခန့်ချက်ပြရန်မကြောက်ရပါအာဘိဟနာဖြုံမချင်းစိတ်နှလုံးရှိတော့ကြောင့်အာမခံချက်ပြန်ပရင်ပြူရန်လုံးဝကြောက်ရွံ့ခြင်းမရှိခဲ့ပါ အာဘိဟန်ဟာအဘိအမလိုက်ကတစ္ဆာရှိမှုကတစ္ဆာရှိမှုကတိပြုတဲ့အခါဂျင်းစုချင်းပြတည်ပြုရန်တစ္ဆုမနေခဲ့ပါ။မကြောင်လဲဆိုရင်ဂျင်းစုချင်းဟာအမှန်တရားကိုလေးနဲ့စွာတည်ပြုခြင်းဖြစ်တော့ကြောင်းဖြစ်ပါတယ်။ဆိုရည်တွင်ကိစ္စကို ဖြည့်ရှင်းရတွင်အာဘိဟန်ရဲ့လင်းမှာပါနန်ဟုတ်ကိုကျွန်တော်ဆက်လေ့လာတော့ရအောင် ။ပိုင်ရဲ့စင်္ဂါမှာအဘိမလိမင်းနီကျွန်းတို့ဒီအနိုင်အထလွတ်อยู่တော့ရည်တွင်းအကြောင်းကြောင့်အာဘိဟန်ဒီလဲအဘိမလိမင်းကိုအပစ်တင်လေဤတဲ့။ဒီနေရာမှာအဘိမလိကကျွန်းများဟာအာဘိဟန်ပိုင်ရည်တွင်းတတွင်းကိုမတရားသိမ်းယူခဲ့ကြပါတယ်။ထိုပြည်တွင်ရည်တွင်းများဟာအဖို့တန်ပစ္စည်းများဖြစ်ပါတယ်။ဆရာကျွန်တော်တို့မြန်မာပြည်မှာနေတော့သူတိမယ်ပေါ့နော်။ဒါမဲ့ဒီနည်းနည်းလေးကြီးထွက်ရခက်တဲ့နေရာမှာစဉ် တချို့တော့နေရာဆိုတရွာလုံးမှာရည်တွင်းနှစ်တွင်းလောက်ရှိတဲ့အဲ့နေရာမှာတွားခတ်ကြရတဲ့ဒါမျိုးတွေပေါ့နော်ဆိုတော့အရှိအလျပိုင်းနေရာဒီတာကိုမြင်အောင်ကြည့်ပါရည်တွင်းဟာဘလောက်တံပိုးရှိတယ်လဲဆိုတော့ကျွန်တော်တို့အလိုလိုနားလည်လာပါလိမ့်မယ်ဆိုတော့ရချောင်းရံနဲ့ပတ်သက်ပြီးကျွန်တော်တို့ရည်တွင်းများတွင်ရည်ရှားပါမှုမရှိတဲ့အတွက်ဘုရားတခင်သာမိမြကြီးစုတင်တစ်တနေဆိုတာမိပေါင်းထူပြနေပါလိမ့် ်အခုမြို့ပြမှာနေတော်သူတွေကတော့အစူရကရေဟံကနေစီစင်ပြီးပြီးပိုက်နဲ့လွှတ်ရုံပဲပေါ့နော်ဆိုတော့အရင်ခေတ္တကဤကဲ့သို့မဟုတ်ဘူးဆိုတော့ဖျားရခင်ကိုကျွန်တော်တို့အစဲမဲကြီးဆိုတော့ချီးမွမ်းတဲ့အရင်နှုန်းကတော့ရေရဖို့ရန်ရေတွင်နဲ့ကြီးနစ်နဲ့ချီးဒူလာတယ်ဆိုတော့ဒူလာတဲ့အရာကိုအပြိမလိုက်ရဲ့ဂျွန်တွေကလူယူသွားတယ်ဆိုရင်ဘလောက်ဝနေစရာကောင်းတယ်လေပေါ့နော်ဆိုတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှသူတပါးစီမှာမိသည့်အရာမြတ်ကိုယ့်ရဲ့အကျူးစီးပွားအတွက်မလို့ရတဲ့ကြောင်းအာဘိဟန်နစ်နဲ့ချီပြီးတော့မှတူးထားတဲ့ရည်တွင်လူရတဲ့အခါမှာပိုင်ရှင်ကဘလောက်ခံစားခဲ့တယ်လဲငေကိုမောင်မတည့်ရဲ့အကျူးစီးပွားတိမျက်တာရဖို့ရအတွက်သူများဥစ္စာကိုဖြည့်ဆည်းအနိုင်ကျင့်ခဲ့မယ်ဆိုရင် အခြားသူဘလဝနဲ့မင်းကြီးဆိုတာကိုတရိယာတစ်ပါတယ်ဆိုတော့တခင်ဖျားမိမထားတဲ့စကားချစ်ချင်းမေတ္တာဖျားကိုနမတိချစ်ပါ ကိုနဲ့ဆက်ဆိုင်တော်သူကိုချစ်ပါမေတ္တာဆိုတာသူတပါးရဲ့အကျိုးကိုမဲရန်ငဲ့ညာကိုချင်းစာတတဲ့အတ္တကိုဆုလိုပါတယ်အပိုင်ငယ်26ကပောက်ချက်26ပေါ့နော် ဆိုတော့မနေ့ညတုန်းကကျွန်တော်တို့ Bible study မှာတော့အပွင့်လေးတွေပြောသွားပြီပေါ့နော်ဒီနေ့ကတော့ဒီတရားဟောပုံစံနဲ့ကျွန်တော်ပြန်သွားချင်းဖြစ်ပါလေပင်ရဲ့၁၆မှာအပိမလိမင်းကလည်းဤအမှုကိုအဘေသူပြုတ်ဒီကိုငာမတည်တင်းဒီငာကိုမပြောငါလေယနေ့တဲအောင်မကြရဟုဆိုတော့အပိမလိမတိပဲနဲ့သူ့ချုံနေကပြုတ်ခဲ့တယ်ဆိုတာမင်းတွေ့ရတယ် ဆိုအာဘိဟန်ဒီသူအကြောင်းအရာနဲ့ပတ်သက်ပြီးအပိမလိမ့်နဲ့ငင်းသားစွာရှင်းပြခဲ့တယ်နော်ရှင်းပြခဲ့တယ်ဆိုဒီနေရာမှာကျွန်တော်တို့ရဲ့ငီကိုဒီကျွန်တို့အပေါ်ပြမှားပါကပြေတနာကိုမန်ကန်စွာပြင်ဆင်ပြီးငင်းချက်မှုကိုထင်းထင်းနိုင်ရန်ငြင်းပင်ရဲ့နုံရတင်မိတော့စိတ်ဖြစ်သူ၏အမှားကိုသူအတီးတက်ပြုတ်ပြရမည်ဖြစ်ကြောင်း ရှမတဲခရဝင်ခန်းကြီးဆက်ရှိအပိုင်ငယ်15မှာလဲပေါ်ပြထားပါတယ်ဆိုအာဘီဟာနဲ့အဘိမလိကြတဲ့ကငင်းသားစွာ ဖြည့်ရှင်ခဲ့တဲ့အရာတွေကိုဤကဲ့သို့လုဆောင်ရန်တခင်ဖျားကလည်းတွင်တင်ထားပါတယ်ရှမတဲ16:15လေးကိုတစ်ချက်ဖတ်ချင်ပါတယ်ထို့ကြောင့်ဒီနေ့ငေးကိုဒီတစ်ကိုပြမလင်သူ့အစီသူတွား၍နေရောက်သေးချင်းသူ့အဘိကိုပြ၍ဆုံးမလောတဲ့ ူဒီဒီနေ့စကားကို နားထောင်လေငါကိုကိုရပြီတဲ့ဆိုတော့သူတပားရဲ့အဖြစ်တွေကိုသူတပားရဲ့အမှားတွေကိုဖောက်တယ်ချဖို့မဟုတ်နော်ဆိုတော့တချို့သောပုဂ္ဂိုလ်ရအမေရန်ဖောက်တယ်ချတတ်တယ်အဲ့ဒါရှက်ကွဲတာနော်ဆိုတော့မားတာတစုံတစ်ခုရှိတယ်မျက်နှာချင်းဆိုင်တွေ့ပြီးတော့မှဆုံမရမယ်ဘု து စီမှလည်းပြောเสียမလို့ဆိုတာနားလေဖို့ အရေးကြီးပါတယ်ဆိုအဘိဟန်နဲ့အဘိဘလင်ကြတဲ့ကလုဆောင်ချကဤပုံစံတိုင်းဖြစ်တယ်မနော်အဲ့ဒါကိုကျွန်တော်တို့သင်ခန်းစာပြနေပါတယ်နောက်တစ်ချက်အနေနဲ့အဘိဟန်ဟာအဘိမလက်ကခုခံကောက်ွယ်မှုကိုလက်ခံခဲ့ပါတယ်အဘိဟန်ကနော်အဘိမလက်ကတော့သူ့ကိုယ်သူ မတိကြောင်းကြီးငါပြောပြောဆိုပြီးဖြည့်ရှင်းခဲ့တယ်။အရင်မှုကိုမြေတူပြုတ်တွေငါမတိဘူးတဲ့ ဆိုတော့ဒီနေရာမှာမတရားမှု ဖြစ်တန်တရားဝင်ခံရသူများစွာရှိပြီးအမှန်တကယ်တွင်အပိကင်းစင်သူများဖြစ်တယ်။အာဗျံကတော့အပိမလိထင်နေတာအပိမလိမဟုတ်ခဲ့ရှာဘူး။သူ့ချုံနေက အပိမလိမတိပဲလုခဲ့တာ။ဆိုတော့ပြဒနာဆိုတာအဆုံးထိမမှန်ကန်ကန်အဖြစ်မှန်ကိုစုံစမ်းစစ်ဆေးပြီးမှလုဖို့အမှန်တရားအရေးကြီးပါတယ်။ဆိုတော့ အပိမလိုက်ရဲ့ဂျွန်များဟာမိမိအပိကိုမိမိကိုယ်တိုင်တည်ဖို့အရေးကြီးတယ်ပေါ့နော်ဆိုတော့အပိလုတော့တော့မိမိကိုယ်တိုင်တည်ဖို့အရေးကြီးတယ်ဟိုသူတပားကိုဟိုပုတ်တည်ဖို့မလုတည်ဖို့နော်မလုတည်ဖို့လောကမှာဒါမျိုးတွေအများများတယ်ဝန်နေစရာဖြစ်တယ်ပေါ့နော်ဆိုတော့ဂျွန်များရဲ့အပိကိုတခင်များမတည်ရှိလေသူမဟုတ်သဘောတူငင်ချက်မရလေအပိမတည်တပားဆိုတော့အပိ အာဘိဟံကထွက်ရကိုတဘောပေါက်လေဆိုကျွေများလုတ်တဲ့အတွက်ကြောင့်အပိမလက်ကိုသူဟာအပိမတင်ခဲဘူးဆိုတွေ့ရပါလေဆိုယူသားသောသူဟာမာရင်းနေတွေကိုတည်တည်နဲ့ပြုတ်ပင်ချင်းတစ်ပုံမလုတ်ဆောင်ရမရဘူးဆိုတာနားလည်ဖို့အရေးကြီးပါတယ်အပိုင်ရဲ့29 28 29 30ကကခြုံငုံပြီးပြောချင်ပါတယ်ဒီနေရာမှာအပိုင်ရဲ့29ကနေ30မှာအာဘိဟန်ဒီလေတူနွားတို့ကိုယူပြီးလင်း အဘိမလိကပြီထူနှစ်ပါးတို့ဒီပရင်တူကြီးတဲ့အာဗျံဒီလေသူတငယ်မခဏကောင်တို့ကိုသူစုနဲ့ခွေထားလိအဘိမလိကလည်းခွေထားတော့ဤသူတငယ်မခဏကောင်တို့ဒီအဘေသူနီဟုမေးတော့အာဗျံကဤရီတွင်းကိုငါတူးပြီဟုဤသူတငယ်မခဏကောင်တို့ဒီငါဖြစ်နေတက်တီဖြစ်မြေအကြောင်းသူတို့ကိုတင်းတင်းငါလည်းမခံယူမီဟုဆိုလေဆို သူတူတဲ့ရေတွင်းဖြစ်ချာတက်တေနော်တက်တေဆိုတာအမှန်တရားအရေးကြီးရဲ့ကျွန်တော်တို့ယုံကြည်သူအားလုံးကသခင်ယေရှုကတင်တို့ဒီငါ့ရဲ့တက်တေဖြစ်ပြီလို့ပြောတာနော်ကျွန်တော်တို့ကသခင်ဖျားတက်တေဖြစ်တယ်ဆိုအာဗိဟံကသခင်ဖျားရဲ့တက်တေဖြစ်ခြင်းကိုအဘိမလက်အတ္တမှာထင်ရှားစေတယ်အာဗိဟံတက်တာမြင်တော်တို့တိုင်းကနော်အားကြပြီးတော့မှအာဗိဟံ ကိုကောင်းကြည့်ပြီးတော့ဖရားနောက်တော့လိုက်ချင်လို့ချင်းစုခိုင်းတဲ့တတတီဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဟာတခင်ဖရားရဲ့တတတီဖြစ်ကြအောင်နားလည်ဖို့အမတာအရေးကြီးပါတယ်ဆိုတော့ဆိုတော့ဒီအပိုင်ငယ်30ကိုထူထပြပြောခြင်းနဲ့အာဘိဟန်ဒီအနာကတ်တွေမိဒီအငင်းပွားဖို့မြတ်မဖြစ်ပွားစရာနော်တရားဝင်လောက်ရက်ဖြစ်ရည်တွင်းကိုပိုင်ဆိုင်ခွေရခဲ့တယ်ဆိုတော့အပိုင်ငယ်30မှာအဲ့ရည်တွင်းကိုပိုင်ဆိုင်ခဲ့တယ် သူ့ဥစ္စာဖြစ်ကြောင်းတက်တရားဖြစ်သူမှခုနှစ်ကောင်ကိုသူပြီးခဲ့ပါလေသူကဲ့သို့ကိစ္စများကိုထာဝရအောင်မိတတိယနေရာအတွက်ဖြည့်ရှင်းခြင်းသာတရားမြတ်တာပြီးပညာရှိရာရောက်ပါလေနော်ဒီကဲ့သို့လုဆောင်ပေးတာတက်တည်ရှိပေးတာတက်တည်မရှိရင်အမျိုးမျိုးဖြစ်တတ်တယ်နော်ဆိုတော့ထွက်ရတရားကျွန်တော်တို့ရဲ့တက်တာမှာသင်ခန်းစား ယူတည်ပါလေဘယ်အရာမဆိုတသိဆိုတာရေးချည်တယ်နော်ဆိုတော့မြတ်တော်အဖေအင်းထောင်တဲ့ဒီလက်ထပ်ပြီးဆိုရင်လက်စလီတွေပြကြအာမြောက်ကြရှိပြီသူငါမင်းမကယောက်ျားဖြစ်တယ်ဆိုတာတည်တည်စားတယ်ပြီးပြီးရင်အင်းဒီချန်မီဒီဝဲတဲ့စာချုပ်နော်မိဝဲတဲ့စာချုပ်လက်မတည်တည်ဒါမျိုးနော်ဒါတွေအမှတ်အရေးကြီးဘယ်နေရာမဆိုပေါ့နော်ဆိုတော့ နောက်တစ်ချက်အနေနဲ့အဘိမလိကာပြီးတော့အာဘိဟန်ရဲ့လက်ဆောင်ကိုကျွန်တော်တို့ကြည့်တဲ့အခါအာဘိဟန်ဟာတူးနဲ့နွားများကိုအဘိအမလိထံလက်ဆောင်ပြီးခဲ့တယ်။ဆောပိုင်ငယ်20ခုပေါ့နော်အလှအစင်ပစ္စည်းများဒါမှမဟုတ်အချင်းဤပစ္စည်းများဖြစ်မဟုတ်ပဲအဖိုးတန်ပြီးအသွုံဝင်သောအရာများဖြစ်တယ်နော်လက်ဆောင်ဆိုတာအဖိုးတန်ပြီးအသွုံဝင်သောအရာများကိုပြီးခဲ့တယ်ဆိုရည်လက်ဆောင်ဟာအတိတ်ကဂျေဇူးပြုမှုအတွက်ဂျေဇူးတင်ချောင်းနဲ့ အနာကအတွက်စေတနာနှမျိုးစလုံးကိုဖော်ပြနေခြင်းဖြစ်တယ်အတိတ်ပဲရှိရှိနဲ့အာဗြဟံပြီးခဲ့ပါတယ်ဆိုတော့ဂျေဇူးပြုမှုဖလှယ်ခြင်းဟာချစ်ခင်မှုကိုခိုင်မာစေပါတယ်ဒါဟာကျွန်တော်တို့အမတန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဂျေဇူးပြုမှုဆိုအဘိမလိကအာဗြဟံကိုဂျေဇူးပြုခဲ့တယ်ခုအာဗြဟံကလည်း ရည်တွေအတွက်တက်တယ်လက်ဆောင်တချို့ဟာပြီးခဲ့တယ်ဆိုတော့အဲ့ဒါကပြောမယ်ဆိုရင်ဂျေဇူးဖလဲဖြစ်တယ်ဆိုတော့ကျွန်တော်ရှင်းတချင်းရှိတယ်ဆိုတော့တချို့နေရာမှာဆိုရင်ပွဲတော်ပြီးတဲ့အခါမှာကျွန်တော်တို့ဆိုလို့ရှိတယ်တခင်ခရစ်တော်ကတင်းတွက်တဲ့ငါအသက်ပြီးတယ်တင်းတွက်ငါအတွက်ဘာပြင် ပြီးမှလဲဆိုတော့အဲ့ဒါဂျေဇူးဖလဲအခုတခင်ဘုရားကျွန်တော်တို့အတွက်ပြီးပြီးကျွန်တော်တို့ကဘာကိုပြန်ပြီးပြီးဆက်ပါလဲတမန်တော်ဒီကတော့အသက်ကိုပြန်ပြီးပြီးပြန်ဆက်ခဲ့တယ်တခင်ဘုရားအတွက်ဆိုတော့ အဒါဗိဟံကလည်းကြီးစုဖလဲခဲ့တယ်လို့ကျွန်ုပ်တို့ကလည်းတခင်ဖျားအတွက်ကြီးစုဖလဲရမယ်ဘလောက်ကြီးစုဖလဲပြီးပြီလဲဘလောက်ကြီးစုပြန်တုတ်ပြန်ခဲ့ပြီးပြီလဲဆိုတာကျွန်တော်တို့ဒီကျမ်းပိုက်ကမေးမောင်းထိုးပြနေပါတယ်ဆိုတော့ကျွန်တော်တို့ mix တွေဖိတ်မှုတွေကျွန်တော်တို့ပိုင်ဆိုင်သောအရာဟာကျွန်တော်ကြီး mix တွေဖြစ်လာတယ်ဆိုတာကိုနားလည်ရမှာဖြစ်ပါတယ်အပိုင်ငယ်31 32မှာ တို့ဖြစ်၍ထွေရက်၌ထုနပါတို့သည်ဂျင်းစုသောကြောင့်ထိုရက်ကိုဘရစီပါဟုတွင်ကြ၏ထိုသူဘရစီပါရက်၌ပဒငင်တို့သည်ထာ၍ဖလိပိပဒငင်ထာ၍ပဒငင်ပြုတ်တဲ့နေရာမှာထာပြီးဖလိဖလိတိပြည်သို့ပြန်ကြ၏ဆိုတာဟုတ်တည်ရပါဆိုတော့ဒီနေရာမှာခြုံငုံပြီးကျွန်တော်ပြောမယ်ဆိုရင်ပဒငင်းကိုအတီးပြုတ်ပြီးအောင်မိဖွယ်ဆိုတဲ့ညတိရပါတော့ ပတငင်းကိုကျင်းစုချင်းဖြစ်အတည်ပြုခဲ့ပြီးထိုနေရာကိုဘရစီပါဆိုပြအမိပြီးခဲ့ပါတယ်အတိတ်ဘယ်ကတော့ထိုနေရာမှာကျင်းစုခဲ့တော့လေးနဲ့တော့ပတငင်းကိုအောင်မိရန်ကျင်းစုချင်းနေရီတွင်ဒါမှမဟုတ်အာဘိဟန်ဒီရီတွင်သူဝင်ရောက်ခွေကိုအတည်ပြုတဲ့လက္ခဏာဖြစ် ပြီးခဲ့တော့သူတငယ်ခုနှစ်ကောင်ကိုအောင်မိရန်ရီတွင် ဖြစ်ပါတယ်ဇောထူရည်တွင်ဟာပဒမီပြုခဲ့တဲ့စကားဒီတက်တီထူခဲ့တဲ့ဒူးတငယ်ခေါဏကောင်နော်ဆိုတော့အောင်မေဖူရန်တက်တီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရောက်စီတိုင်းမှာပဒငင်တက်တီရှိတယ်နော်ပဒငင်တက်တီရှိတယ်ဒါတွေကတော့ကျွန်တော်တို့အားလုံးနားလည်ပြီးသားဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟာတခင်ဖရာကငါဤတက်တီဖြစ်တယ်နော်ဆိုတော့ နားလေဖို့အရေးကြီးတယ်လို့အာဘိဟန်နဲ့အဘိမလိကျားထဲမှာလဲထူပတိငင်ကိုတည်နေတယ်တည်နေတယ်ဆော့ကျွန်ုပ်တို့လည်းပဲတခင်ဖျားနိုင်ကျွန်တော်ပတိငင်တည်နေဖို့အရေးကြီးပါတယ်အထူးသဖြင့်နှစ်ချင်းပြည့်တဲ့အခါမှာတချို့သူတွေကတော့မတည်ပါဘူးနော်ဆော့ညီနှစ်ချင်းခန္ဓာကတော့ကျွန်တော်ဟာဖျားရဲ့သားသမီးဖြစ်တယ်ဆိုတာတည်တည်ထူတယ်ပေါ့နော် တက်တည်ထိုးတဲ့အခါမှာကျွန်တော်တခါတလေကျွန်တော်အများတော့ကျွန်တော်နှချင်းပြတဲ့သူတိုင်းလို့လို့မေးပါတယ်။ကေတင်ရှင်ဖေးယုံကြည်လားယုံကြည်တယ်ဝန်ခံပြတဲ့နော်မှာတင်ဒီရခုချင်းကစားပြီးတခင်ဖျားကြီးနှုတ်လိုက်တဲ့ပဲအဖြစ်ရက်တည်မယ်ဆိုတာဂတိတ္တစာပြုတ်ပါသလားလို့ကျွန်တော်မေးတပါတယ်ပြုတ်တယ်ဆိုတော့ပြုတ်တယ်လို့ပြောပြီးပြီဆိုရင်ကျွန်တော်ဒီကိုယ်ရိုင်းနှုတ်လိုက် တပည့်ဖြစ်တယ်ဆိုတော့ဂတိသူပဒင်းပြုထားတဲ့ဂတိတွေကို မမိပါနဲ့အမတန်အကြီးကြီးပါတယ်ဆိုတော့တခင်ဘုရားစီရောက်တဲ့အခါမှာမမိတော့မမိပဲနဲ့သူပြုထားတဲ့အတိုင်းစူထားတဲ့အတိုင်းတည်တော်သူဟာတစ္ဆာရှိတော်ငယ်သာကောင်းဆိုပြီးတော့မှချီးမြှောက်ခြင်းခံရမှာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့တခင်ဘုရားနဲ့တစ္ဆာရှိဖို့အမတန် ရည်ကြည်ပါတယ်တမန်တော်များရှာရည်ရွတ်တန်တခင်ဖျားနိုင်တစ္စာ ရှိသွားကြပါတယ်ယခုကျွန်ုပ်တို့ရဲ့အလှည့်ဖြစ်ပါတယ်ဆိုတော့နှုတ်ဆုံးအနေနဲ့အာဘိဟန်နဲ့အဘိမလက်နဲ့ပတ်သက်ပြီးတော့လကောင်းကျွန်ုပ်တို့နော်တင်ခန်းစာယူဖို့ကတဘောတူငေချက်မြန်တဘောတဘောတူငေချက်မြန်နဲ့ဂတိကဝတ်များကိုကျွန်ုပ်တို့တစ္စာရှိရှိလှုပ်ဆောင်နိုင်ရနဲ့ ပေါ်ရချင်းဒါမှမဟုတ်မိရချင်းဖြစ်ကျွန်ုပ်တို့ရဲ့ဂတိကိုမချူးဖောက်စေရတဲ့မှမိနေရမယ်ဆိုတာမမိပါနဲ့နောက်ဆက်တစ်ခေါက်ပြန်ပြောချင်တယ်။နောက်တခင်ဖျား၌ကျွန်ုပ်တို့ဂတိတစ္ဆာပြုထားတဲ့အရာတွေလူလူချင်းကြားထဲမှာတော့လကောက်နော်ဆိုအာဘိဟန်နဲ့အဘိမလဲပြုထားတဲ့အရာဖျားတခင်နဲ့အာဘိဟန်ပြုထားတဲ့အရာနော်ဒါတွေအလုံးကိုခြုံငုံပြီးတော့ တဘောတူငင်ချက်မြန်တဲ့ဂတိကဝတ်များကိုကျွန်ုပ်တို့တစ္ဆာရှိရှိလှုပ်ဆောင်နိုင်ရန်ပေါ်ရချင်းဒါမှမဟုတ်မိရချင်းပြကျွန်ုပ်တို့ဂတိကဝတ်ကိုမချူးဖောက်စီရန်အတွက်မမြင်နေရမယ်စင်ချင်နေရမယ်ဆိုတာအမတန်အရေးကြီးကြီးပါလေဆိုတော့အာဘိဟံကတော့အဘိမလင်နဲ့နှူးကြားထဲမှာပီပီလေးလေးနဲ့ရှောက်လှမ်းခဲ့တယ်သူ့ရဲ့တက်တာအဖြစ် အဘိမလက်ကိုဖျားတခင်စေဆွေးခေါ်စေရဆွေးခေါ်တော်တဲ့အတ္တာဖျားရဲ့ဘုံတော်ကိုအဘိမလက်မြင်တဲ့အတ္တာနိုင်အဘိဟာရှောက်လာခဲ့တယ်ဆိုတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ထိုနေ့တူစွာကျွန်တို့ရဲ့အတ္တာလည်းပဲသူတပါဖျားတခင်စေဆွေးခေါ်တော်အတ္တာဖျားရဲ့ဘုံတော်ထင်ရှားစေတော်အတ္တာဖြစ်ကြပါစို့ဆိုတာဒီကနေ့အထူးတစ်ပြည့်ဝင်ခါချင်ပါတယ် 百姓抗拒别把谁。